hello ဒီနေ့တော့ cross နဲ့ပတ်သက်တဲ့ reading လေးဖတ်ပေးပါမယ်ရှင်။ဘာလဲဆိုတော့ menu cross နေတဲ့သူက menu ရဲ့အပေါ်ကိုအာဘလို့မြင်လဲပေါ့နော်သူ့ဘက်ကရောပြန်ပြီးတော့စိတ်ဝင်စားမှုရှိရလားဘလို့ဘလို့မျိုးမြင်ရှိလဲဆိုတာကိုဖတ်ပေးမှာဖြစ်တယ်ပေါ့နော်။ဆိုတော့ collective reading ပဲဖြစ်တဲ့အတွက်ကြောင့်မို့လို့ကိုရဲ့ collective ဒီရဲ့ current energy ကိုအရင်စစ်ပေးမယ်။အဲ့ဒီမှာမှန်နေဆိုတာမှာစက်ကြည့်ပါရှင်။ ုတ်ခေခိုးရဲ့ collective တွေကလက်ရှိမှာ temperance ရဲ့ energy အရ major gap ပေါ့နော် temperance and the d ပဲဟိုအစွန်းနှစ်ဖက်ကိုမြင်ရောက်နေသလား temperance ကအရင်ကို a ချမ်းပြီးတော့ harmony ဖြစ်တာကိုပြောတာ the d verse က attachment တွေပေါ့နော်မဆွဲလန်းတဲ့နာတွေကိုဆွဲလန်းပြီးတော့ပူလောင်နေရတာကိုပြောတာဆိုတော့ဒါလူတစ်ယောက်တည်းရဲ့လူတစုရဲ့ energy တော့မဖြစ်နိုင်ဘူးပေါ့နော်ဒီ reading ကိုလာကြည့်တဲ့ collective တွေက နှစ်မျိုးပါနိုင်မယ် energy နှစ်မျိုးတွေ့ရတယ်။တချို့သူတွေက temperance ရဲ့ energy နဲ့လက်ရှိမှာအရာရာကိုအေးချမ်းနေတယ်။အာစိတ်ကိုကအကြည်တက်ကလေးနဲ့ဖြတ်တန်းနေပြီးတော့အလုတ်ကိုင်းမှာလည်းအဆင်ပြေတယ်။မိသားစုတွေလူမှုရေးဆက်ဆံရေးတွေမှာလည်းအဆင်ပြေတယ်။စိတ်ရှိရှိထားပြီးတော့ဘဝကိုပြန်လည်ပြီးတော့ ပုံဖော်ထုစစ်နေတဲ့ကာလပေါ့နော်အဲ့ဒီအတွက်လည်းတင်နှက်မှုအပြည့်ရှိနေပြီးတော့စိတ်ချမ်းသာပျော်ရွှင်နေရတဲ့ဆိုတော့ positive energy ဘက်မှာလက်ရှိရောက်နေတဲ့တတတစ်ဖွဲ့ပါမယ်ပေါ့နော်တန်တဲ့တစ်ဖွဲ့ကကြတော့ the diverse ရဲ့ energy နဲ့ picture message ကိုပဲကြည့်လိုက်ဘလောက်တောင်ရန်လို့ပြီးတော့အပူတွေများနေတယ်ဆိုတော့တန်တဲ့တစ်ဖွဲ့ကကြတော့ဒီအချိန်မှာဒေါသတွေအရန်ကြီးနေရမျိုးတွေ့ရတယ်ကို reading ကိုနားထောင် နေတဲ့အချိန်တော်၎င်းဒီ reading ကိုမတွေ့ခင်နိုင်ပိုင်းအလိုလောက်မှာကိုကားတော်၎င်း relationship ကိစ္စနဲ့ပတ်သက်ပြီးတော့ဒေါသတွေအရင်ကြီးပြီးတော့ပြဿနာတွေတက်ထားတဲ့သူတွေပါမယ်။ဘာကြောင့်အဲ့လိုဖြစ်လဲဆိုတော့မဆွဲလန်းတဲ့သူကိုဆွဲလန်းမိတဲ့အတွက်ကြောင့်မို့လို့အပူတွေအရင်များနေရတဲ့သူတွေပါမယ်ပေါ့နော်။ဥပမာသူများအပိုင်ကိုသွားပြီးတော့ဆွဲလန်းမိတာမျိုးအာကိုကိုရိုင်းက ကိုယ်တိုင်တောင်မသိလိုက်ဘဲနဲ့ဒုတိယသူဖြစ်ဖြစ်သွားတာကိုရုတ်တရက်သိလိုက်ပြီးဒေါသကြီးနေတဲ့သူမျိုးတချို့ကြတော့လေသူများအပိုင်မှန်တိတိရဲ့နဲ့ဇွတ်တေအရန်နေလိုချင်ပြီးတော့ပူလောင်တော့ကရောက်နေရတဲ့သူတွေမဆွဲလန်းတဲ့နာကိုဆွဲလန်းပြီးတော့စာချန်ရဲ့ တန်းခတ်ခြင်းကိုခံနေရတဲ့သူတွေပါမယ်။အရာရာအဆင်ပြေမနေဘူး။ negative energy တွေများပြီးတော့တွေ့သမျှကိုပြဿနာရှာခြင်းနေတယ်ဆိုတဲ့တသက်ကတသက်ပါမယ်ပေါ့နော်။ဆိုတော့ energy နှစ်မျိုး꿰နေအောင်တွေ့ရတယ်နော်။အဲဒါဒီလိုမျိုးကို renew ဖတ်နေရတခြားလုံးမှာဒီလိုမျိုးတစ်တတတာထင်းထင်းရှားရှားကြီး꿰လွှင်းနေတဲ့ energy ကိုဒါပထမဆုံးချိန်တွေ့ဘူးပါပဲ။လုံးဝ꿰မေဂျာကနှစ်ကတ်ကြာလာပြီးတော့အဖြူနဲ့အမဲနဲ့ကိုလုံးဝကိုပဲစန့်ကျင်ပဲပြထားပေးတာနော်။ ဆိုတော့ကိုကအခုတစ်ဖက်သူကမင်းတို့ရဲ့ cross ကမင်းတို့ကိုဘယ်လိုမြင်နေလဲဆိုတော့အဲဒီ answer reading မှာလည်းနည်းနည်းလေးတော့ရင်ခုန်တယ်ဟောဘယ်လိုမြန်လာမလဲဒီနှစ်ဖွဲ့အတွက်သူဘယ်လိုအဖြစ်ပေးမလဲကြည့်ရအောင်ပေါ့နော် base of the dam မှာကလည်း hermit ဖြစ်နေတဲ့အတွက်ကြောင့်မို့လို့တတိပဲကိုသွားပြီးကိုစားပြူတာဖြစ်နေမယ်လမ်းပြောင်းနေရတာပေါ့နော် မလုံတဲ့နာတွေကိုလုံးမိပြီးတဲ့နောက်မှာရှေ့တိုးလို့လည်းမလွယ်ကူတော့ဘူးနောက်ဆုံးလို့လည်းမလွယ်ကူတော့ဘူးလယ်မှာရက်နေပြီးတော့ဘယ်လန်းကိုဆက်ပြီးရွေးချယ်ရမှန်းမသိဘူးအပူတွေကလည်းများနေရပူရုံးတဲ့အချိန်မှာတစ်ခါတည်းအေးချမ်းမှုလေးကိုလည်းမျောလင့်တယ်ဒါပေမဲ့လည်းလက်စုပ်အရန်တင်းထားရပေါ့နော်ကိုယ့်ရဲ့မာနတွေအတတွေအဲဒါတွေကိုမလျှော့ချနိုင်ပဲနဲ့တစ်ဖက်သူကိုအရန်ထိန်းချုပ်ပြီးတော့လွှမ်းမိုးခြင်းစိတ်တွေညာနေပြီးတော့ကြတော့ပူလောင်နေရတဲ့သူတွေ လဲပါတယ်ဆိုတော့ဒီဒီနှစ်ခုမှာကိုကတစ်ခုခုနဲ့ကိုက်ညီနေတယ်ဒီ energy နှစ်ခုမှာတစ်ခုခုနဲ့ကိုက်ညီနေတယ်ဆိုရင်ဒါဆက်ကြည့်လို့ရပါပြီเนาะဆိုတော့မင်းတို့ရဲ့ cross ကမင်းတို့ကိုဘယ်လိုမြင်နေလဲဆိုတာကိုကြည့်အောင်ကို terror နဲ့သုံးကတ်ထုံမယ်ပြီးရင်တော့ oracle လေးတွေနဲ့ဆက်ပြီးဖမ်းမယ်เนาะကိုရဲ့ color တွေကိုသူ့ရဲ့ cross ကဘယ်လိုမျိုးမြင်နေလဲပြောပြပေးပါရှင် three of swords three of swords နှက်ကတ်ထွက်လာတယ်ယူလိုက်မယ်နော် three or source queen of panty care and tan or one တွေ့လား current energy မှာက positive and negative ရှင်လျက်ပေးတယ်လို့မျိုးဒီရလာတဲ့အဖြေဒီမှာကလည်း positive and negative ဖြစ်တယ်ပေါ့နော်တွဲလျက်ပဲဒီမှာတစ်ခုလေ ကွာသွားတာကအန်ဆောင်းမှာကဘယ်လိုဖြစ်နေလဲဆိုတော့ negative energy က80ရာခိုင်နှုန်းဖြစ်နေပြီးတော့ positive energy က30ရာခိုင်နှုန်းပဲပါတယ် queen of pentacle ရာဆိုတော့ဒီ queen of pentacle ရဲ့ energy က temperance energy ရှိနေတဲ့ collective တွေအတွက်ဖြစ်နေမှာပေါ့နော် temperance energy လက်ရှိမှာအေးချမ်းပြီးတော့အရာရာအဆင်ပြေနေပြီးတော့စိတ်ကြည်ပြီးတော့ပျော်နေပါတယ်ဆိုတဲ့သူတွေကိုမင်းတို့ရဲ့ crush ကဘယ်လိုမြင်လဲဆိုတော့ queen of pentacle ရဲ့ energy ပေါ့နော်ဘာလဲဆိုတော့ temperance နဲ့ queen of pentacle ကိုတွဲလိုက်ရတည်တည်လိုက် 一切木造人类也还放不进眼内底。 nurturing energy ဖြစ်တယ်ပြုစုပေးမယ်ပြိုးထောင်ပေးမယ်ကိုယ်ဘေးနာကရှိနေတဲ့သူကိုအမြင့်ကိုရောက်သွားအောင်တွန်းတင်ပေးလိုက်နိုင်တဲ့ energy မျိုးကိုယ့်ရဲ့ collective တွေမှာရှိနေတယ်လို့မင်းတို့ရဲ့ crush ကယူဆတယ်နောက်တစ်ခုကပေါ့နော်ကိုယ့်ရဲ့ collective တွေကယောက်ျားလေးပဲဖြစ်ပါစေမိန်းကလေးပဲဖြစ်ပါစေမင်းတို့ရဲ့တစ်ဖက်သူကဘယ်လိုမြင်လဲဆိုတော့မင်းတို့အနာမှာရှိနေရရင်လုံခြုံတယ်နှွေးထွေးမှုကိုခံစားရတယ်မင်းတို့ကသာရွေးချယ်လိုက်မယ်ဆိုရင်သူ့ရဲ့အနာဂတ်ကတက်တောင့်တက်တာဖြစ်ပြီးတော့လုံခြုံစိတ်ချမှုကိုခံစားရမယ်လို့မြင်တယ်ပေါ့နော် physical းလေးအရာပေါ့နော်ရုပ်ပိုင်းဆိုင်ရာအသွင်ပြင်အရာဆိုရင်လေကိုယ့်ရဲ့ collective တူကို cross ကမင်းတို့ရဲ့ cross ကဘယ်လိုမြင်လဲဆိုတော့ conference ရှိတယ်ပြီးတော့ pandic က arc sign နေရဲ့ energy ပေါ့နော်ခုခုဆိုရင် detail oriented ဖြစ်တာအသေးစိတ်လှုပ်ပြီးတော့ကြတော့ plan a plan b ဒီလိုမျိုးရှိနေပြီးတော့ကြတော့ဟိုဘာပဲလှုပ်လိုက်လှုပ်လိုက်ငါလှုပ်နိုင်တယ်ဆိုတော့ယုံကြည်မှုအပြည့်ရှိနေတဲ့အဲ့ဒီ conference ရှိနေတဲ့မင်းရဲ့ပုံစံကိုကသူ့ကိုဆွဲဆောင်နိုင်ပါတယ်တဲ့ ေါ့နော်ဆိုတော့ personality အရာလည်းသူမင်းကိုသဘောကျတယ်စိတ်ပိုင်းဆိုင်ရာမင်းရဲ့ဒီစိတ်ပိုင်းဆိုင်ရာပေါ့နော်စိတ်ပိုင်းဆိုင်ရာအရာလည်းပြတ်သားပြီးတော့နှွေးထွေးတယ် မတူဘူးเนาะပြတ်သားတယ်ဒါပေမဲ့နှွေးထွေးမှုခံစားရတယ်ကိုယ့်ရဲ့ color တွေကိုမြင်လိုက်ရင်သူများတွေလို့ဘယ်လိုပြောမလဲနုဖတ်ပြီးတော့ချွဲနှဲ့နေပြီးတော့အယမ်းနေခယူးစိုက်ပြရတဲ့ပုံစံပေါ်ကျမပေါ်လိမ့်မယ်ဒါပေမဲ့မင်းသားကိုကတ်လိုက်ပြီးတော့မင်းနဲ့အတူတူအလုပ်ခုခုတွဲလုပ်လိုက်ရတာပဲဖြစ်ဖြစ်ခီးတစ်ခုခုအတူတူသွားရတာပဲဖြစ်ဖြစ်စကားပြောရတာပဲဖြစ်ဖြစ်အဲ့ဒီလိုမျိုး daily လုပ်လိုက်ပြီးဆိုတာနဲ့မင်းစီကနေပြီးတော့တစုံတစ်ခုဆိုရင်လည်းပြက်ပြက်သားသားလုပ်ပစ်လိုက်နိုင်တယ် ဆိုတဲ့ energy ပြတ်သားမှုဆိုတဲ့ energy ရဲ့အဲ့ဒီရဲ့အနောက်မှာစန့်ကျင်ဘက်တူတူတည်ရှိနေတဲ့ energy ကဘာလဲဆိုတော့နှွေးထွေးပြီးတော့စိတ်လုံးကြုံမှုကိုပေးနိုင်တာအရင်သူသဘောကျတယ်ပေါ့နော်ဒါကကိုယ့်ရဲ့ collectivity ကိုမင်းတို့ရဲ့တစ်ဖက်သူကအမြင် temperance ရဲ့ energy မှာရှိနေတော့ collectivity အတွက်လက်ရှိမှာပူလောင်သောကတွေအရင်များနေတယ်ကိုယ့်ရဲ့ collectivity ကိုတော့မင်းတို့ရဲ့တစ်ဖက်သူကဘယ်လိုမြင်လဲဆိုတော့ ကြည့်လိုက် three dot source and ten တော့ဝင်အဲ့ဒါကြောင့်တခတ်ဒုံ line ကိုပြောတာကတ်တွေကလုံးဝမလိမ့်ဘူးเนาะအများရန်စိတ်ချိတ်ဆက်နေတာအဖြေတွေကသူကအများရန်အတွဲလိုက်ပဲပေးတာတွေ့လားမင်းကိုယ်တိုင်တောင်လက်ရှိမှာပူလောင်ပြီးတော့ပင်ပန်းပြီးတော့တောကရောက်နေတာကိုယ့်ရဲ့ပျော်ရွှင်မှုကိုလည်းဂယုမဆိုင်ဘူးသူများရဲ့ပျော်ရွှင်မှုကိုလည်းဂယုမဆိုင်ဘူးအရာအားလုံးကိုဖြက်စီးခြင်းစိတ်ဖြစ်နေတာမျိုးတွေ့ရအတ္တပေါ့เนาะငါဆိုတဲ့အတ္တကြောင့်အရန်ပူလောင်နေတဲ့အချိန်မှာမင်းရဲ့ cross ကမင်းကိုဘယ်လိုမြင်နေလဲဆိုတော့ Trios Plantan of Ones အရာတက်တနာကောင်းကြီးဖြစ်မြင်နေတာပေါ့နော်မင်းဘေးနားမှာရှိနေရရင်ကိုသူကပူလောင်တာမင်းကသူ့ကိုလာ crush တယ်မင်းကသူ့ကိုကြိုက်တယ်လို့ပြောရင်ကိုသူကစက်သိန်းနေထပြီးတောက်နေရတာအဲဒါလိုမျိုးပေါ့နော်ဘယ်ချိန်မှမြန်လာပြီးတော့တစ္ဆာဖောက်มาလဲဘယ်ချိန်မှမြန်နောက်ကျောကိုဓာတ်နဲ့ထိုးပြီးလှုပ်ချင်ရတယ်လှုပ်ပစ်လိုက်มาလဲအုံနောက်မရှိလိုက်တာကွယ်အဲဒဇုထိုးအရန်ဆန်နေတော်ပြီသူနဲ့နေရတာပူလောင်တယ်သူ့ငါမှမကတ်ချင်ဘူးအဲအဲ့အဲ့ဒီလိုမျိုးတွေးနေရမျိုးတွေ့ရတယ်ပေါ့နော်တော်တော်ကြီးကို night crisis ဆန်နေ အာပြီးတော့မင်းတို့ပေါ့နော်မင်းတို့ရဲ့ cross ကဘယ်လိုမြင်လဲဆိုတော့အရန်အုံအောင်မရှိဘူးလို့တွေးရပေါ့နော်ကိုယ့်စကားတွေကနည်းနည်းလေးတော့ဘယ်လိုပြောမလဲဒိုက်ရိုက်ဆန်လုံးပြီးတော့အဝင်ဆိုးရင်ဆိုးနေတယ်ပေါ့နော်ဒါပေမဲ့ဒါသူတို့ထင်နေတယ်သူတို့ပြောချင်နေတယ်အမြင်အမှန်တရားပဲပေါ့နော် three source ရအာအတွေးတွေလွန်ပြီးတော့အဲ့ဒီလွန်နေတဲ့အတွေးတိုင်းမင်းကစိုးရိမ်ပူပန်မှုတွေများလာပြီးတော့လှုပ်ချင်ရတယ်လှုပ်တတ်တဲ့သဘောမှရှိရတယ် ဆိုတော့ကြာတော့မင်းကသူ့ကိုချစ်တယ်မင်းကသူ့ကို crush တယ်ဆိုပြီးအနောက်ကလိုက်နေပဲမင်းရဲ့အဲ့ဒီလိုမျိုးတစုထိုးဆန်ဆန်သူ့နောက်ကိုလိုက်ပြီးတွေ့ကက်နေတာကိုက तू က စိတ်ပင်ပန်းမှုကိုဖြစ်ရတယ်ဆိုပြီးတော့ပြောချင်နေတာပေါ့နော်နောက်တစ်ခုကမင်းရဲ့အချစ်ကိုလည်းဒီမင်းတို့ရဲ့ crush ကယုံကြည်မှုမရှိဘူးပေါ့နော်လေလာရာရင်းပြီးတော့ကြာတော့တည်ငြိမ်မှုမရှိတဲ့ချစ်ချင်းလို့သူတို့ကသတ်မှတ်တယ်နောက်တစ်ခုကမင်းကပေါ့နော်အေးချမ်းမှုကိုမပေးနိုင်ဘဲနဲ့သူ့ကိုဝင်ဖို့တွေကိုပဲပေးစေတယ်လို့ယူဆတာပေါ့နော်မင်းကိုချစ်လိုက်ခြင်းအပြင်ဒါမှမဟုတ်ဥမာကလူတစ်ယောက်ကကိုယ့်ကိုချစ်တယ်သဘောကျနေတယ်ဆိုတာကဒါကောင်းခြင်းပဲလीနော်မုန်းနေတာမှမဟုတ်ပဲကွဒါပေမဲ့လေကိုယ့်ရဲ့ဒီ that deep Davis Energy ရှိနေတဲ့ collective တွေအတွက်တော့မင်းတို့ရဲ့ cross ကဘလို့မြင်လဲဆိုတော့မင်းတို့သူ့ကိုချစ်နေတာကိုကသူ့အတွက် ကောင်းခြင်းမဟုတ်ပဲနဲ့ဆိုးခြင်းဖြစ်နေတာဝန်တော့ဝန်ပိုးကြီးတခုလို့ဖြစ်နေတာအတနည်းရာသွားမယ်ဆိုရင်တော့မင်းတို့နဲ့တွေ့မှာသူ့ကိုရှောင်နေတာမျိုးမင်းတို့နဲ့လာစကားမင်းတို့လာစကားပြောရင်ကိုသူ့မှာဗာမြန်းဖြစ်အောင်မလဲဆိုပြီးတော့ဒီလိုမျိုးအတွေးတွေနဲ့ပူလောင်နေတာမျိုးကိုတွေ့ရတယ်ပေါ့နော်ဆိုတော့ ဒီ the diverse energy ရှိတဲ့ quality တွေအတွက်တော့မင်းတို့ရဲ့ cross ကမင်းတို့ဘုံမြင်တဲ့မြင်ကလည်းမကောင်းသလိုစိတ်ဝင်စားမှုကလည်းမရှိပါဘူးမရှိတဲ့အပြင်လုံးဝကိုရှောင်နေတာမျိုးကိုတွေ့ရတယ်ပေါ့နော်ဟိုဘယ်လိုမပတ်သက်တဲ့သူအာ ော်တော်ကြီးကိုအန်ဒီရဲများပြီးမင်းနဲ့ပတ်သက်လိုက်တာနဲ့သူမနိုင်တဲ့ဝင်တွေကိုပါထမ်းပေးရပြီးတော့သူမရှင်းနိုင်တဲ့ကိစ္စတွေကိုပါရှင်းပေးရတော့မယ်အန်ဒီရဲကောင်းကြီးအမြင်နဲ့အနေနဲ့မြင်နေတာမျိုးကိုတွေ့ရပါတယ်ရှင်ဆိုတော့ဒါက terror နဲ့ energy နှစ်ခုကိုပုံဖော်ပေးခဲ့တာဖြစ်တယ်ပေါ့နော်ဟုတ်ပြီ oracle လေးနဲ့ကြည်ရအောင်တို့ရတဲ့တစ်ဖက်သူပါလူမြင်နေတယ်သူရဲ့ cross ကလူမြင်နေတယ်อืม ဒါကလေတစ်ဖက်သူကမြင်တဲ့အမြင်ဆိုတာထဲကိုရဲ့ quality တွေကို message ပေးနေရမျိုးဖြစ်ကောင်းဖြစ်နေမယ်ပေါ့နော်။ဘာလဲဆိုတော့လေတစ်ခုခုကိုပေါ့နော်။အဆုံးဖြတ်တော့မယ်။တစ်ခုခုကိုရွေးချယ်တော့မယ်ဆိုရင်ဒီမင်းရဲ့မသိစိတ်ကလာတဲ့ intuition ကစကားတန်ကြီးကိုနားထောင်ပြီးတော့ unexpected feeling ပေါ့နော်။ဘာမှမသိဘူး။အဲဒီဖြည့်ရှင်းလို့လည်းမတတ်ဘူး။ ဖြည့်ရှင်းလဲမဖြည့်ရှင်းတတ်ဘူးတိတော့တိနေတယ်ဆိုတော့ intuition ကလာတဲ့စကားတန်လိုမျိုးတွေရှိတယ်အဲ့ဒီဟာလိုမျိုးတွေကိုတေချာနားထောင်ပြီးကံမှာမင်းရဲ့ဒီပူလောင်နေရတဲ့စိတ်တွေကိုထိန်းချုပ်ဖို့တော့၎င်းဒီ agent နေပြီးသား situation လေးကိုပို့ပြီးတော့အယောင်နေလို့ရအောင်အေးမြခြင်းဆိုတဲ့လန်းဆန်းခြင်းဆိုတဲ့ bike ကိုရအောင်လို့မို့လို့ပုံဖော်လို့ရတယ်အဲ့ဒီလိုပုံဖော်ဖို့ဆိုရင် intuition ရဲ့စကားကိုနားထောင်ပါဆိုပြီးတော့ပြောရပေါ့နော် နောက်တစ်ခုကလေဒီ temperance ရဲ့ energy ရှိပြီးသား collective တွေအနေနဲ့ကတော့ပြောစရာမလိုဘူးပေါ့နော်ဒီ gap လေးကလေ t time ဆိုတဲ့ gap လေးอ่ะဒီ the diverse ရဲ့ energy ထဲမှာရောက်နေတဲ့အပူတွေများနေတဲ့ကိုယ့်ရဲ့ collective တွေကို universe ကဘာမှကျင်လဲဆိုတော့အတင်းအဖျင်းတွေပြောတဲ့ဝင်းကျင်ကိုရှောင်ပါကိုကိုတိုင်းကလည်းမပြောပါနဲ့ကိုကို drama တွေတဲကိုစွဲသွင်းရင်လည်းမဝင်ပါနဲ့မင်းကိုတိုင်းကလည်း drama တွေမချိုးပါနဲ့ငြိမ်းချမ်းမှုကိုရှာပါလို့ message ပေးနေတယ်။ဘာကြောင့်လဲဆိုတော့ဒီ the diverse ရဲ့ energy နဲ့ကိုယ့်ရဲ့ quality တွေကအရန်ကိုအပူတွေများပြီးတော့အဆင်မပြေမှုတွေအရန်များနေအောင်တွေးရတယ်။ငါ့ကိုမချစ်ဘူး။ငါ့ကိုသဘောမကျဘူး။လူတွေကဆိုပြီးတွေးနေတာ။ဒါပေမဲ့ဘာကြောင့်သဘောမကျလဲ။မင်းကိုမင်းပြန်မရှာဘူး။မရှာဘဲနဲ့ဒီ drama စုံတွေကရုံမထွက်နိုင်ဖြစ်နေပြီးတော့အပူပင်းအပူအပူပင်းအပူအဲ့ဒီအပူတော့တွေကနေရုံမထွက်နိုင်တဲ့အချိန်မှာကိုယ်သဘောကျရတဲ့သူတွေကလည်းကိုယ့်ကိုပြန်ပြီးသဘောမကျသလိုမျိုးလုပ်ငန်းကိုင်ငန်းတွေကလည်းအဆင်မပြေဘဲနဲ့ energy တွေကအများနဲ့ negative ဘက်ကိုသွားပြီး drain င်းနေရမျိုးပေါ့နော်ဒါကြောင့်မို့လို့ယူကြည့်လိုက်ရင်ကိုအဲ့ဒီ the deepest energy နဲ့ကိုရဲ့ collective တွေအမှန်ကြည့်ကြည့်ကို reading ကိုနားထောင်ပြရတယ်အမှန်ကြည့်လိုက်မှန်တယ်မှာဝင်းကိုမြင်နေရတဲ့မျက်နှာကိုကအပူတွေများပြီးတော့အကြည်ဓာတ်တွေဆုပ်ယုံနေတာကိုတွေ့လိမ့်မယ်ဒါကို blame နေရမဟုတ်ဘူးနော်ပြန်ပြီးတော့ပြုပြင်ပြောင်းလဲပြီးတော့ energy ကို cleansing ပြန်လုပ်ဖို့အတွက်တတိလီပေးနေတာပါရှင်ဒီ energy ကနေအမြန်ရုံထွက်ပါအရန် energy များတယ်နော်ကဲရှင်းကြည့်လိုက်ကွယ် energy တစ်ခုကိုရှင်းကြည့်လိုက် temperance ရဲ့ energy မှာရှိနေတဲ့လူတစ်ယောက်ရဲ့ အာ aura နဲ့တတိပဲစီ energy မှာရှိနေတဲ့လူတစ်ယောက်ရဲ့ aura နဲ့ကမတူဘူးဒီဘက်မှာအကြည်ဓာတ်တွေအပြည့်ဖြစ်နေပြီးတော့ငွေကြေးလက်လာပါတွေကလည်းပေါ်ကြွယ်ဝနေတယ်ချစ်သူခင်သူတွေကလည်းဝိုင်းဝိုင်းနေနေတယ်သူ့အနာမှာနေရရင်ကိုလုံခြုံလိုက်တာဆိုရဲစိတ်နဲ့သူ့အနာမှာနေရဖို့တိုးခွေဝင်ရောက်နေကြတာအခုလည်းဒီဘက်က temperance ရဲ့ energy နဲ့ကိုယ့်ရဲ့ quality တွေကမင်းတို့ရဲ့ crush ကိုသွားပြီးဖွင့်မပြောလို့ဒါပဲနော်ဟိုသူကလည်းမင်းတို့ crush နေရပဲသဘောကျနေရပဲဆိုတာကိုတွေ့ရတယ် ဆိုတော့ပေါ့နော်အာဒီ the device ရဲ့ energy မှာရှိနေတဲ့ collective တွေအတွက် message ဖြစ်လိမ့်မယ်ဒီ what is the oracle လေးကပေးနေတာဘာကြောင့်လဲဆိုတော့ the device ဆိုတဲ့က attachment မညှိတွယ်တဲ့နာကိုညှိတွယ်ပြီးတော့ကြတော့ဒီ negative energy တွေကရုံမထွက်နိုင်ဖြစ်နေရအဲ့ဒီလိုမျိုး negative energy တွေကရုံထွက်ခြင်းလေဆိုရင်တဲ့ကိုကိုကိုပြန်လည်မြင့်တင်ပါ ူသူသူတဘာပေါ်မှာမမီခိုပဲနဲ့ independence ဖြစ်တဲ့ living style မျိုးရောက်အောင်ကိုကိုကိုတီထောင်ပါတိဆောက်ပါဆိုပြီးတော့ပြောထားတာမျိုးကိုတွေ့တယ်ဆိုတော့ကောင်းခြင်းနဲ့ပဲမီခိုမီခိုစိုးခြင်းနဲ့ပဲမီခိုမီခိုစိတ်ပိုင်းဆိုင်ရာမိခိုနေရတာပဲဖြစ်ဖြစ်ရုပ်ပိုင်းဆိုင်ရာမိခိုနေရတာပဲဖြစ်ဖြစ်သူများအပေါ်မှာမိခိုပြီးရှင်သန်နေရတယ်ဆိုကြတဲ့ကကိုကမလွတ်မြောက်နိုင်ဘူးလေဟုတ်တယ်ဟုတ်ဖုန်းနေတဲ့ဒီပန်းကလေးနဲ့နှက်ကဆွဲမယ်နော် โอเคဟုတ်ပါเนาะတွေ့လားဒီ Esther ဆိုတဲ့ band လေးကဘာကိုပြောတာလဲဆိုတော့ elegant and patient ကိုပြောတာပေါ့เนาะဒါက temperance ရဲ့ energy ရှိတဲ့ quality ကိုပေးနေတဲ့ message ပေါ့เนาะတဘာဝတရားကြီးကအမြဲတမ်းစာလောင်မှုသိပ်ပြီးတော့တခုခုကိုလိုက်ရှာနေရေဆိုတာမျိုးမဖြစ်ဘူးပေါ့เนาะသူတို့အတွက်အများတန်းက accomplish ပြည့်စုံနေပြီဒါလုံလောက်နေပြီဒါဒါကဘာလို့ပေးခြင်းလဲ message လဲဆိုတော့အေးချမ်းပြီးသားလူတစ်ယောက်အတွက် inner peace ပေါ့เนาะအေးချမ်းပြီးတော့ အရာရာကိုကျိုးချောင်းစီလေရောသာတွေးခေါ်နိုင်ပြီးတော့တခုခုကိုကျိုးချောင်းစီလေရောသာတွေးခေါ်နိုင်ပြီးတော့ဘဟုတုတအပြည့်ရှိတဲ့သူတယောက်တော့ကလိုချင်တက်မှတ်မှုများစွာနဲ့ချိန်နေစရာမလိုဘူးအချိန်တန်ရင်ငါးစီကိုငါးနဲ့ထိုက်တန်တဲ့အရာတွေကရောက်လာမှာပဲဆိုတော့အသိရှိနေပြီသားပေါ့နော် the diverse ရဲ့ energy နဲ့အပူတွေအရန်များနေတဲ့သူတွေအတွက်ကိုသူကဘာပေးခြင်းနေလဲဆိုတော့ဒီရဲ့ message ကိုဒါလိုက် လုံးဝပြန်လာတော့မဟုတ်ဘူးကိုရလာတဲ့ duration အရာအချက်ကြောက်မှုဆိုတာကို तू ကပေးချင်နေတာပေါ့နော် the device ရဲ့ energy မှာကိုဘာကို strong ဖြစ်လာအောင်တွေ့လဲဆိုတော့လေခက်စကားနဲ့ပြောရရင်ဆိုတော့ smite ကြော်မှုနေလားပေါ့နော်သူများရဲ့ပိုင်းဆိုင်ရာကိုအဲ့ဒီအတွက် shut up ဖို့မင်းတို့ကို message ပေးနေတာမျိုးတွေ့ရတယ်ဘယ်လိုမျိုးလဲဆိုတော့ကိုမပိုင်တဲ့အရာအတွက်ကိုနဲ့မဆိုင်တဲ့အရာအတွက် live ပြီးတော့ chase နေရင်းနဲ့ဘာဖြစ်လို့များအပူတွေကိုကို့ဘွားတွေကိုဆွဲသွင်းနေမှာလဲကွယ် ဆိုတဲ့ message ပေါ့နော်အဲ့ဒီလိုမျိုးလုံးနေမဲ့အစားကို့ဘဝရဲ့အမှန်တရားအတွက်ကောင်းမွန်မှုတွေအတွက် knowledge တွေကို resist လုပ်ရင်းနဲ့ကိုကိုကိုရှင်သန်အောင်တိဆောက်ကြည့်ပါကွယ်ဆိုပြီးတော့ message ပေးနေရအောင်တွေ့ရတယ်ပေါ့နော်ဆိုတော့ဒါက Christ ရဲ့မင်းတို့ဘောအမြင်ဆိုပေမဲ့လည်းတော်တော်လေးကိုပေးတင်တဲ့ message တွေက deep ဖြစ်တာကိုတွေ့ရတယ်။အဲရလိုက်မယ်လို့လည်းယူဆပါတယ်ရှင်။ရလဲရစီတင်ပါတယ်နော်။ဆိုတော့ကိုယ်နဲ့ energy resonate ဖြစ်တဲ့သူတွေအတွက်ပဲမှန်ကန်နိုင်ပါမယ်ရှင်။ဒါဟာ collective and general reading ဖြစ်ပါတယ်နော်။ဒီလိုမျိုး free reading လေးတွေကိုအများအားလက်ခံရရှိခြင်းလေဆိုရင်နော်ကိုယ့်ရဲ့ YouTube channel လေးကို subscribe လုပ်ထားပါရှင်။ TikTok မှာလည်း channel လေးနဲ့ link ချိန်ထားတယ်နှိပ်လိုက်အောင်လည်းရောက်သွားလိမ့်မယ် Facebook က follower တွေအတွက်လည်းကိုတခါတဲ့ YouTube link လေးထည့်ထားပေးပြီးသားဖြစ်တယ်ပေါ့နော် like and share လုပ်ပေးတဲ့ follower တွေအားလုံးကိုလည်းကျေးဇူးတင်ပါတယ်ရှင်ကိုခွန်းမြန်လေးတွေအားလုံးကိုလည်း like ဖတ်ပါတယ်နော် reply မပြန်ပြစ်တာပဲရှိတာပါရှင်ကိုတော့ဆိုတော့ကိုတို့ see you နောက်ထပ် video လေးနဲ့ပြန်တွေ့ကြမယ်နော်တတ်တာ